ဆူတောင်းလဲတဲ့အချိန်အချိန်တိုင်းပေါ့နော်အာကိုကိုစိတ်ချမ်းသာကြမ်းမာပါစေတော့ကိုမဆူတောင်းမိဘူးကိုဆူတောင်းမိတာတခုပဲပေါ့နော်အာဟလေးရဲ့ตาလေးပေါ့အဲငါရဲ့ตาလေးအာနောင်ဘွားမှာလူဖြစ်ပါစေအကောင်းတဲ့နေရာမှာလူဖြစ်ပါစေလူမဖြစ်ခဲ့ဘူးဆိုရင်တော့မှခွေးလေးဖြစ်နေတော့မှဟိုခြံကြဲကြီးနဲ့အဲ့လိုမျက်ခင်းကြဲကြီးကိုသူအရန်ကြိုက်တာဟိုခြံကြဲကြီးနဲ့မျက်ခင်းကြဲကြီးနဲ့အဲ့လိုမိသားစုကောင်းတဲ့မိသားစုဝင်မှာအ ကြမ်းကြမ်းမမနဲ့အတက်ရှိရှိနဲ့နေစေချင်ပါတယ်ခလေးကိုသမီးတော်ဝစားသွားရတယ်ဘုရားမေအတိကတော့ကိုလက်ပေါ်မှာမသေးလဲရအောင်ကိုကသူ့ကိုထိုင်ဆောင်ပြီးထိုင်ကြည့်နေရနဲ့အဲအတက်ထွက်သွားတာပေါ့ဟိုအော်လည်းမအော်ဘူးငိုလည်းမငိုဘူးအဲဘာမှလောက်တော့မလောက်ပန်းနဲ့ငငိမ့်လေးထိုင်နေလို့ပုံစံလေးပဲအတက်ကလေးရှူတာရက်သွားတယ်အဲ့အတွက်ဟိုမနှက်ပြန်လဲဈေးကူပေးမယ်လို့ပြောထားရတဲ့ဒါနဲ့ ထွက်သွားရဲဆိုတော့ဟန်လေးကိုပေါ်ကြည့်ထပ်ပို့ပြီးစိတ်မညစ်စေချင်လို့ကောင်းကောင်းမွန်မွန်နဲ့ထွက်သွားရဲလို့မြင်ပါတယ်။အဲထိုင်းမှာကိုယ်တိုင်သွားဝယ်လာ။ထိုင်းမှာကိုယ်တိုင်သွားဝယ်ပြီးတော့အဲလီယန်လီယန်စီးလာတယ်သူတို့သူ့ passport လုတ်ပေးပြီးတော့ကာကွယ်ဆေးအပြည့်နဲ့ပေါ့အဲရန်ကုန်ရောက်လာတယ်။အဲအဲ့ကလေးကဟန်လေးလက်ကိုလက်ပေါ်မှာကြီးလာတဲ့ခလေးလေးပေါ့။သူကပထမအောင်ဆုံးမွေးတဲ့ခလေးလေးပါအကြီးဆုံး။ ပါတယ်လို့ပြောပြရစီပထမပြောသလိုပါပဲကျွန်တော်ဒီနေ့ကွာတီယာအဲမနေ့တနေ့ရခင်ကပွဲဖိတ်တယ်ပြီးတော့အဆိုင်လည်းပို့ရဲအများကြီးပေါ့ဟန်လေးကဟုတ်ကဲလို့ပဲပြောတယ်ဒါပေမဲ့ဟန်လေးမွေးနေ့နဲ့လည်းတိုက်ဆိုင်နေရဲ့အဲဒီနေ့ကမွေးနေ့ရတကယ်တော့အစီအစဉ်တွေအများကြီးပဲပေါ့နော်ဟိုပါအစီအစဉ်မှမလုပ်ဖြစ်လိုက်ပါဘူးအဲအိမ်မှာခွေးလေးလည်းဆုံးသွားတာဆိုတော့ရန်စစ်မကောင်းဖြစ်နေရယ်အာကိုအဒီယာလာပြီးပဲကို ဖုန်းတွေခေါ်နေရတဲ့လာခဲ့ပါမယ်လို့ဟိုကွန်ပျူတာရဲ့အနေနဲ့ရောက်လာတာပါလို့ န်တော့အရေးမကြီးတော့ပါဘူးပေါ့နော်အဲခွေးလေးနဲ့အဲဒီတလောက်ကြီးပဲရေဆက်ပါတယ်ချင်လို့ပါတယ်သူကဟန်လေးလွန်ခဲ့တဲ့ဖရနစ်ကလည်းပြောမှလဲဆိုတော့အဲ2018 19 19လောက်ကထင်မယ်အဲထိုင်းမှာကိုယ်တိုင်သွားဝယ်လာထိုင်းမှာကိုယ်တိုင်သွားဝယ်ပြီးတော့အဲလီယင်လီယင်စီးလာတယ်သူသူသူ့ passport လုတ်ပေးပြီးတော့ကာကွယ်ဆေးအပြည့်နဲ့ပေါ့အဲရန်ကုန်ရောက်လာတယ်အဲ့ကလေးကဟန်လေးလက်ကိုလက်ပေါ်မှာကြီးလာတဲ့ကလေးလေးပေါ့။သူကပထမအဆုံးမွေးတဲ့ကလေးလေးပါ။အကြီးဆုံး ။ तू อ่ะအရင်အေးပါတယ်။ဘယ်တော့အေးလဲဆိုတော့ခလေးကဟိုဟာလေးအိမ်ပြန်ရောက်ရင်ခွေးလေးတွေကလာကြိုတော့ရှင် तू อ่ะအမီးလေးတော့ပဲနှံ့တာ။ဟိုအငဲတွေကို तू อ่ะအရင်လိုက်ပြီးတော့မလုပ်ဘူး။အသေးလိုက်မယူဘူး။အဲသူ့ရဲ့ညီလေးတွေကို तू ဥစားပေးတယ်။ခါမှလည်းဟောင်းတာလည်းမရှိဘူးအကျွေးတာလေးစားတယ်ဖြားနာလည်းမရှိဘူးဒီတုံးကောင်ထဲမှာ तू อ่ะကျမကြီးအကောင်းဆုံးအဲခြေတော့အင်္ဂါအစုံပေါ့ခလေးခွေးလေးတကောင်ကလက်မရှိဘူး အမဲလေးကလက်မရှိဘူးထားတယ်အဖြူလေးကကျတော့အရေပြားယောဂါကို၄ခေါက်လောက်ခံစားခဲ့ဘူးပဲဆိုတော့အဲခဏခဏအမွေးရရတယ်သူကလည်းကျမကြီးမကောင်းဘူးအဝါလေးက6တောက်ရှိတယ်ဟိုအကုန်လုံးပြည့်စုံတယ်ကျမကြီးကောင်းတယ်ဖျားလည်းတိတ်မဖျားဘူးဘာမှမဖြစ်ဘူး तू ကကျမကြီးအကောင်းဆုံးပဲအဲဒါပေမဲ့ तू ရင်ထွက်သွားတာကိုဟလေးမှစိတ်ဘာမှအဆင်ပြေမပြေစေရသေးပဲနဲ့ရုပ်ပြက်ကြီးဖြစ်သွားတာပေါ့အဲ့လိုဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် အဲဟိုသူကရှူးရှူးပောက်တာကမထွက်တော့တာမထွက်တော့တတိထားပြီးတော့သူကသမင်းမစားတော့ဒုတိယရက်ကဟိုလာပြင်းနေဖြစ်နေရယ်ဆိုတော့စိတ်ခန့်ပိတ်မယ်ဆိုရင်အဲဟလေးကသူ့ကိုနားလဲအောင်ပြောလိုက်တယ်စိတ်ခန့်လေးပိတ်တယ်ตาရေအဲမနေ့ပြန်မှမေတို့စိတ်ခန့်သွားကြမယ်အတိခံပေးနော်လို့ပြောတာကသူနားလဲတယ်ထင်တယ်သူနားလဲပေးတယ်အဲတပတ်သူထွက်မသွားအောင်အမှန်ဆိုအဲ့နေ့တည်းသူထွက်သွားချင်တယ်ထင်ပါတယ်သုံးရမြောက်မှာလဲသူကသမင်းမစားတဲ့အချိန်မှာအလေးက ဆေးုံပြေးလိုက်တယ်ဆေးုံပြေးတော့ဆေးမကဆေးုံမဆစ်လိုက်တော့စီးမအလုံးတွေ့တယ်စီးမအလုံးတွေ့တော့ဘာအလုံးလဲသူတို့မသိဘူးဆရာဝန်တွေကတော့စမ်းကြည့်တယ်အတွေးဖောက်ပြီးစစ်မယ်ဆိုပေမဲ့ခလေးကထမင်းမစားထားတဲ့အချိန်ဆိုတော့အမ်ဘယ်လဲအမ်ရှိူဟန်လေးကတွေးမဖောက်ခိုင်းလိုက်ဘူးအမနဲ့ပြန်ဆိုတော့ဒီနေ့ပေါ့ဒီနေ့မှဟန်လေးကဟိုစီးဖောက်ပေးမယ်ခလေးကိုအော်မို့တွေးဖောက်ပေးမယ်အမနဲ့ဒီနေ့မှစစ်မယ်ဆိုပြီးတော့ဟိုစဉ်းစားလိုက်တာ ိုင်အိုင်မနေ့ကမှဆေးသုံးချောင်းထိုးလိုက်တယ်ထိုးပြီးတော့အိမ်ရောက်ရောက်ချင်းရောက်တော့အပေါ်မှာခဏပဲထမင်းလေးပါချက်ပြီးသွားပြီစက်သားလည်းပြုတ်ပြီးသွားတယ်နည်းနည်းအေးခံနေတဲ့အချိန်မှာသူ့ကိုထိုင်ကြည့်နေတဲ့အချိန်ရေတိုက်ပြီးတော့ရေခွက်အချလေးအချိန်မှာဟန်လေးကဖုန်းသုံးနေတဲ့အချိန်မှာပြန်တတိငြိမ်နေတော့တစ်ချက်ကြည့်တဲ့အချိန်မှာသူမလုတော့အတက်မရှူတော့အချိန်မှာအမောင်လေးကိုအော်အော်ခေါ်တာပေါ့ရင်းနေရမ်းတုံနေတယ်အမ် အဲ့လိုမျိုးခေါ်လိုက်တဲ့အချိန်မှာလက်ကလေးကိုကင်တော့လက်လည်းမလုတော့ဘူးပေါ့နော်ဆိုတော့သူဟန်လေးကိုနှုတ်ဆက်သွားပါတယ်အတီကတော့ကိုယ့်လက်ပေါ်မှာမသေးလဲရအောင်ကိုကသူ့ကိုထိုင်ဆောင်ပြီးထိုင်ကြည့်နေရက်နဲ့အမ်အတက်ထက်သွားတာပေါ့ဟိုអော်လည်းမអော်ဘူးငိုလည်းမငိုဘူးအဲဘာမှလောက်တော့မလောက်ဘဲနဲ့ငញ្ញိန်လေးထိုင်နေလို့ပုံစံလေးပဲအတက်ကလေးရှူတာရက်သွားတယ် ဲ့ဒီတော့ဟိုမနေ့ပြန်လဲဈေးကုပေးမယ်လို့ပြောထားရတဲ့ဒါနဲ့သူထွက်သွားရဲဆိုတော့ဟန်လေးကိုပေါ်ကြည့်ထပ်ပို့ပြီးအဲစိတ်မညစ်စိတ်ချင်လို့ကောင်းကောင်းမွန်မွန်နဲ့ထွက်သွားရလို့မြင်ပါတယ်ကြည့်လိုက်ရတော့ဟုတ်ကောဆိုဟန်လေးကအဲဟန်လေးပေါင်းသိတဲ့ငွေချင်းတွေတော့အားလုံးသိပါတယ်ဘာလို့လဲဆိုရင်ဟန်လေးကအပြင်ဘဲအချိန်ဘဲနေရမှာပဲရောက်နေရောက်နေပွဲရှိတဲ့အချိန်တွေပဲနေနေ ငါအိမ်ပြန်ရမယ်ငါအိမ်နမိခွေးသမီးအရင်ကျွေးရမယ်ခွေးသမီးကျွေးပြီးရင်ပြန်ထွက်လာခဲ့မယ်တို့တငယ်ချင်းနဲ့တောက်နေရင်တန်လန်းပဲဖြစ်ဖြစ်ထိုင်နေတန်လန်းဖြစ်ငါအိမ်ခဏပြန်လာမယ်သမီးကျွေးပြီးငါပြန်ထွက်ခဲ့မယ်ဆိုတဲ့အချိန်ကကိုဘွားမသူတို့ကိုကိုကျွေးမသူတို့အစားရမှာဖြစ်တဲ့အတွက်သူတို့ကစောင့်နေရ CCTV တောင်မှသူတို့တက်ပဲထောင်ထားတာအိမ်မှာတခိုးတွေပါတယ်ဆိုတာလေးကမကြောက်ဘူးသူတို့လေးတွေဘာဘာလုပ်နေလဲဆိုတာ CCTV ကသူတို့၃កောင်တက်ပဲအများကြီးကြည့်နေရလှည့်ပြီးကြည့်နေရ ဆိုတော့ဟိုတငယ်ချင်းတွေကအတိဆုံးပါဗောနော်ဟန်လေးခွေးလေးတွေကိုထမင်းအရန်အရေးပေးပါတယ်အခုလို့ထမင်းမကြွေးလိုက်ရတာဖြစ်တဲ့အတွက်ဟိုတောင်းပန်တယ်ဟိုအကုန်လုံးပေါ့ဟန်လေးအချစ်တွေရော့နေခဲ့ရင်လည်းတောင်းပန်ပါတယ်ဟိုခလေးအဲဒီနေ့လဲမွနိကေအများကြီးပဲဟိုချစ်ချစ်ကြတဲ့တငယ်ချင်းတွေဟိုမိသားစုတွေပို့ပေးတယ်မွနိကေလေးတွေကိုဟိုစုတောင်းလဲတဲ့အချိန်တိုင်းပေါ့နော် အာကိုကိုစိတ်ချမ်းသာကြမှာပါစေတော့ကိုမဆုတောင်းမိဘူးကိုဆုတောင်းမိတာတခုပဲပေါ့နော်အာဟလေးရဲ့ตาလေးပေါ့အဲငါရဲ့ตาလေးအာနောင်ဘွားမှာလူဖြစ်ပါစေအကောင်းတဲ့နေရာမှာလူဖြစ်ပါစေလူမဖြစ်ခဲ့ဘူးဆိုရင်တောင်မှခွေးလေးဖြစ်နေတောင်မှဟိုခြံကြဲကြီးနဲ့အဲ့လိုမျက်ခင်းကြဲကြီးကိုသွားအရန်ကြိုက်တာဟိုခြံကြဲကြီးနဲ့မျက်ခင်းကြဲကြီးနဲ့အဲ့လိုမိသားစုကောင်းတဲ့မိသားစုဝင်မှာကြံကြံမမနဲ့အသက်ရှင်ရှင်နဲ့နေစေချင်ပါတယ်ခလေးကို တာသွားရလေဘုမဖေရဟုတ်တယ်ဟုတ်တယ်မွေးနေ့မွေးနေ့လက်ဆောင်ပေးတော့ရလို့ထင်တာပဲမွေးနေ့လည်းရောက်တော့မယ်ဟိုဒီနေ့လည်းအိမ်မှာရှိနေတဲ့ခွေလေးနှစ်ကောင်နဲ့ပဲမွေးနေ့ကချင်းလေးဆူရတာပေါ့ဟုတ်ဟုတ်ပါတယ်ပြီးတော့ပထမကလေးလေးလည်းဖြစ်မယ်ထင်ပါတယ်ဟိုဒီတက်ရွယ်မှာပေါ့ဟန်လေးဒီတက်ရွယ်မှာဒီတော့နောက်တစ်ခေါက်ပြန်ကြုံရတာပေါ့